နိခန္ဓာတက္ကတုံဝိထုအလေသိဒါယေသာရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်ဇေတဝန်ကျောင်းတော်၌နေတော်မူစဉ်တက္ကတုံတို့ကိုအကြောင်းပြုဟောတော်မူလေ၏တခုသောနေ့၌ယဟန်တို့သည် တက္ကတုံတို့ကိုမြင်ကြလျင်ငါရှင်တို့ကသိန်းသောရှင်အားအပြင်အဖုံးလွှမ်းမရှိသော တက္ကတုံတို့ထက်ဤနိခန္ဓာတက္ကတုံတို့သည် ကောင်းမြတ်ကြကုန်၏အရှင်တက္ကတုံတို့သည် ရှင်နဘာတစ်ဖက်ကိုပင် ဖုံးလွှမ်းကြကုန်သည်ဤထိုတကရုံးတို့သည် အချက်ရှိအချက်ရှိကြရောင်တကားဟူတကားကိုဖြစ်တည်ကြလေထိုတကားကိုကြားရလျင် တကရုံးတို့သည်ငါတို့ကထိုအချက်ရှိခြင်းဟူသောအကြောင်းကြောင့်ဖုံးလွှမ်းကြသည်မဟုတ်ကုန်သင်သည်တော်ကားမြေမှုတ်မြူအစရှိသည်တို့သည်လည်းပုပ်ကိုယ်တို့သာ ဖြစ်ကြကုန်ဤဒီဒိန်တွေနှင့်ဆက်ကုန်သည်သာတည်း ထိုမြေမုတ်မြူဆရှိသည်တို့သည်ငါတို့စွန့်ခွက်တို့၌မကြကြပါသေးကုန်သတည်းဟူသောအကြောင်းကြောင့်ဖုံးလွှမ်းကြပါကုန်၏ဟုဆို၍ထိုရန်တို့နှင့်အတူတူကအယူဝါဒဟုတ်မှန်သည် မဟုတ်မှန်သည် အစွမ်းဖြင့်အများသွားသောဇကားကိုပြုကြ ပြောဆိုကြလေကုန်၏ရန်တို့သည်မြတ်စွာဘုရားသို့ရှင်းကပ်ပြီးလျင်နေတိုင်းသောအခါထိုအကြောင်းအရာကိုလျှောက်ကြကြလေကုန်၏ဘုရားရှင်သည်စေတရန်တို့မရှက်အပ်သောသုံးခွက်ဖြင့်ရှက်၍ ချက်အပ်သောအင်္ဂါကြီးငဲဖြင့်မချက်တတ်သောသူမြည်သည်ကားမကောင်းသောအလားလျင်လဲလောင်းရာရှိကြကုန်သည်သာလျင် ဖြစ်ကြကုန်ဤဟုမိန်တော်မူ၍တရားဟောတော်မူလိုရကဤဃာရာတို့ကိုဟောကြတော်မူလေ၏အလေသည်ဒါယေလိသည်တံလိသန္တိလိသည်ဒါယေနာလိသရေမိသာဒိဋ္ဌိတမနာရာမိသာဒိဋ္ဌိတမဒါနာတတ္တာကိသန္တိဒုက္ကတိ အဘယေဗျာတတိနောဗယေသာဗျာတတိနော မိစ္ဆာဒိဋ္ဌိတမနာတာတတာကိသန္တိဒုက္ကတေယေတတာခြင်းတတဝါတုတိအလေ